ငါ့မျက်နှာဖုံးလင်းလင်းကျွန်တော်သုံးဖက်ယူမယ်ငါးဖက်ယူမယ်ပြီးမယ်မင်းမျက်နှာဒါပေမဲ့ဒီစစ်တံမိုးကြီးကပြီးမယ်ကွာတဲ့ဘာလဲဆိုတော့တဲ့မင်းဒီဂျာနယ်လောက်တာလုံးဝမမျက်စရာဘူးတဲ့ဂျာနယ်ကသူဖတ်ပြီးကြည့်ပြလိုက်တာတည်တယ်မင်းမမျက်ဘူးမင်းရှုံးပါတယ်ဟုတ်တယ်လေလေကျွန်တော်ရှုံးနေလို့အေးအဲ့တော့ရှုံးနေဆိုတာကတဲ့အခိုက်နေကွာတဲ့မင်းနဲ့အရှုံးနဲ့ရေရှည်သွားတဲ့လုံကဘယ်လုံကမှမကောင်းဘူးတဲ့မင်းဒါဘယ်လောက်ရှုံးမယ်ထင်လဲတဲ့နောက်တစ်လလည်းရှုံးမှာနောက်တစ်လလည်းလာတိုင်းရှုံးမှာတဲ့ဂျာနယ်ရတဲ့ သူပါတဲ့ကြောင်ညာကိုမှုပြီးမှအသက်ရှင်ရတာကွာတဲ့ဂျာနယ်ရောင်းအားရလေပဲတဲ့ဒီရောင်းအားဆိုနှစ်ပေါင်းများစွာလောက်လာတဲ့ဂျာနယ်တွေပြိတ္တခိုင်မာပြီးသားသူတွေမှတစောင်းချင်းပေါ်ကဆောင်ရီပေါ်ကနေစားတာတဲ့တကယ်တမ်းအဓိကတော့တဲ့ဝန်ထမ်းလာစားဒီဂျာနယ်စာပေနဲ့ပတ်သက်ပြီးစာမှုကားတွေရှင်းနေဆိုတာဂျာနယ်ကြောင်ညာတွေကနေရှင်းရတာမင်းကြောင်ညာဘယ်လောက်ရမှာမလို့လေတဲ့မင်းဂျာနယ်အတွားလောက်ကြည်လိုက်ရင်တဲ့စီးပွားရေးလုပ်ငန်းရှင်တွေစိတ်ဝင်စားတဲ့ အရာတွေမပါဘူးလေကွာတဲ့အဲ့ဒါတွေပါမှစီးပွားလုပ်ငန်းရှင်တွေကိုဟိုဖန်ဆားနိုင်မှာစီးပွားလုပ်ငန်းရှင်တွေသူ့အတွက်အချိန်တွေကောင်းနိုင်မှာကြော်ညာထဲမှာလေတဲ့လေးလေးကတော့မင်းကိုလူကိုခင်းလို့မင်းဘယ်နှစ်ပတ်ထဲရမှာထည့်ပြီးလို့ရတော့ဒါပေမဲ့ရရှိမင်းအရှုံးနဲ့သွားတဲ့လုပ်ငန်းဘယ်လုပ်ငန်းမှမကောင်းဘူးငါတို့မင်းစဉ်းစားနော်တဲ့မင်းထည့်လိုက်တယ်မင်းပင်ကလေးလေးတွေမင်းကြံပဲခွဲစမ်းနေမင်းထည့်လိုက်တယ်အဲ့လိုပြောတော့ကျွန်တော်အဲ့ကြော်ညာမရချင်တော့ဘူးဗျလေးလေးရဲ့စကားကျွန်တော်ရှင်နေမှာတတိယရောက်လာဟာ စဉ်းစားဖို့လိုပြီกว่าစဉ်းစားဖို့လိုပြီလို့ငါရှုံးနေတာလေ85ဒိန်းလောက်ရှိပြီလို့ရှုံးနေပြီဆိုတော့အဲ့ချိန်မှာ85ဒိန်းဆိုရင်ကျွန်တော်တို့ဒါတော်တော်လေးကားနှစ်စီးလောက်တော့ကျွန်တော်တို့ရင်းနိုင်နေပြီဗျအဲ့ကျတော့ကားနှစ်စီးလောက်ဒီရင်းနိုင်နေပြီဆိုတော့ဟိုကားနှစ်စီးရနဲ့လုံးဝဆိုရင်အများကြီးပွားလာနိုင်တယ်ပေါ့စီးပွားတော့တော်ရင်ပေါ့ငါဒါလေးကိုငါတုဒရယတငါဒါ ဂျာနယ်လေးတော့ကောင်းတာပေါ့ကွာလို့စိုက်ကားသမားနေလန်ခရူဇာစီးတဲ့သူထိအသိပညာပေးနိုင်တဲ့အရာလေးတွေထုတ်မယ်ဆိုတော့ကိုယ်ကရှည်ရွယ်ချက်ကတော့ဟုတ်တယ်ဟိုရေးပြီးတဲ့ဒီစာနယ်ဒီကျွန်တော်တို့ editor ဖွဲ့တွေကလည်းဟာလူကောင်းနေပါပဲစူးစမ်းပေးပါတယ်တို့တော်ညာလည်းစာပေတစ်ခုတည်ဆောင်ဖို့စာနယ် journal တစ်ခုတည်ဆောင်ဖို့ဆိုတာအချိန်တအားပေးရပြီးတော့နောက်က background investment ဒါလို့လေအဲ့ဒါကျွန်တော်မှ မရှိဘူးလေပြီးတော့ကျွန်တော်မကြွန့်ကျင်ဘူးလေဝါသနာတစ်ခုလေးပါအောင်လည်းတော့မရဘူးလေအဲ့ချိန်မှာကျွန်တော်စွန့်လွတ်လိုက်တာကျွန်တော်ရှုံးခဲ့တယ်လို့ဒါကျွန်တော်ညီလေးညီမလေးတို့ဒါတတိထားစရာပြောတာပါဒါအဲအရှုံးသင်ခန်းစာတွေရသေးတော့ကျွန်တော်မြက်ပါတယ်ဘာမြက်တယ်လဲဆိုတော့ကျွန်တော်စာပေနဲ့ပတ်သက်ပြီးရင်းနှီးမှုရခဲ့တဲ့ကျွန်တော်စာပေလောကသားတွေအခုကျွန်တော်အဆိုလိုဖြစ်တဲ့ချိန်မှာအင်တာဗျူးတဲ့ချိန်မှာဂျာနယ်လစ်တယောက်မှရှိရမယ့်အရာတွေကိုကျွန်တော်မေးနေတဲ့သူတွေရဲ့ level ကိုကျွန်တော်က तू မေးနေ तू မေးခုံးမေးနေ तू ကဘယ် level ပဲဆိုတော့ကျွန်တော်တန်းသိတယ် ။ဘာမှကျွန်တော်ခုတိုင်းအင်တာဗျူးတွေလုပ်ပြီးတော့မှ channel လစ်တွေကျွန်တော်ကရွေးခဲ့တာဟုတ်ဗျာ။ဒီဒီ channel လစ်တွေကကျွန်တော်မေးမဲ့မေးခွန်းတွေဘယ်လိုရှောင်ဖြေရမလဲ။ဘယ်လိုလွတ်အောင်ဖြေရမလဲ။ကျွန်တော်အကုန်ကြွန့်ကျင်ပြီးသားလေ။ဒါအတွက်ကျွန်တော်အမှားနေတာပေါ့နော်။ဒါနမှုဆိုဆိုလို့ဖြစ်တဲ့အချိန်မှာကျွန်တော်နားကားနေလောက်ပြီ။ရှုံးနေငွေရှုံးနေညာ ငွေနဲ့ဝယ်ယူမှုများတဲ့ပညာရရခဲ့တယ်။စာနယ်ဇင်းလောကစာနယ်ဇင်းဆရာဆရာမတွေနဲ့ကျွန်တော်ရင်းနှီးခွင့်ရခဲ့တဲ့ပညာရှင်တွေနဲ့ဒါကကျွန်တော်မျက်တာပဲ။ဒါကဒါအရှုံးထဲကမျက်ကိုရခဲ့လို့တော်သေးလားဗျာ။ဒါမှမဟုတ်ကျွန်တော်ဘွားမပြတ်ခဲ့ဘူးပေါ့နော်။ဒါဒါသင်္ကန်းစာယူစီအညီလေးညီမလေးတို့နော်။နောက်တစ်ခုကျွန်တော် ရှုံခဲ့တယ်တိတ်ရှိရရှုံခဲ့တယ်အဲ့ဒါကတော့ကျွန်တော်တရချံဝေထားတော့ခြံကြီးအားနေတာပဲကာရလိုကြီးလှုပ်နေတာဆိုတော့ဟိုဝင်ငွေလေးတွေကဒီဘက်တလန်းဝင်အောင်ဒီကာရလိုကြီးတွေဘာမှမကောင်းတဲ့အချိန်မှာဒီလုံငန်းဆင်ပြေနိုင်အောင်လုပ်မယ်ဆိုပြီးတော့ပလတ်စတစ်ခုံးစားတည်ပေးနေတယ်ကျွန်တော်မိတ်ဆွေပျံဆရာကြီးရနေပြီးတော့ဟိုဟာ ငါခိုးဆက်တယ်ပေးနေလားกว่าတော်အဲ့လိုမျိုးတော့ तू လည်းခိုးဆက်လို့တော့သူစီသွားနေလားကိုညီနေတယ်ပေးဦးမြားအဲ့ဆက်ရုံနဲ့ဘယ်တော့ရင်းရမှာလဲအေးဒီလောက်တော့ရင်းရမှာသူလောက်တော့တော့မှကျွန်တော်ကုံချမ်းနေကျွန်တော်ရတဲ့လောက်ကုံစုဝဲစုဝဲကုံချမ်းနေတအားဝဲဝဲပြီးတော့လုတ်တယ်လုတ်လုတ်တဲ့ခါမှာ तू ဟာကျွန်တော်စီမှာဒန်းလေးတွေဟာဟိုအဲ့ရေတံမှုနဲ့ရေတံမှုအောက်သားနဲ့ခွာရတယ်ဟိုဟာခွဲရတယ်ဖုံးကဈေးကြီးတယ်ဟိုရေတံမှုကြီးရဈေးမကြီးဘူးအဲ့တော့ plastic မျိုးစားတွေခွဲရတယ်ခွဲပြီးတော့သူကအဲ့ဝန်ထမ်းတွေဟာ main ကလေးဟာအဲ့ဘူးလေးတွေကို အဲ့ခွာတာရွေးတာလေးတွေခွဲရတာပလတ်စတစ်မျိုးစားခွဲယောက်ျားလေးတွေကအဲ့သူတို့ခွဲထားတဲ့ဘူးတွေကိုအကြီးနဲ့တန်းအောင်ထုတ်ပြီးရင်ခုတ်ဆက်တဲ့လောင်းထက်ခုတ်ဆက်ကနေမှအဖက်ကလေးတွေလုံလေးတွေဖြစ်တော့လုတ်ပြီးမှကော်စီကျိတ်တာဆိုတော့အဲ့လိုမျိုးလုတ်တာဆိုတော့အဲ့ဝန်တန်းလေးတွေကခေါ်ရင်အရင်ဆုံးလာတာ10သိန်းထုတ်ပေးရတယ်15သိန်းထုတ်ပေးရတယ်ကျူထုတ်ပေးတာကျူထုတ်ပေးမှကျွန်တော်စီကိုလာလောက်တာအဲ့တော့ကျွန်တော်ကျူထုတ်နေပြီးတယ်အဲ့မှာကျွန်တော်ကအဲ့ဆက်ရုံမှာကျွန်တော်ကိုယ်တိုင်လည်းမလာဦးစီးနိုင်ဘူးကျွန်တော်ကားထုတ်လို့ရကားတွေရှိတယ်လीအဲ့ကိစ္စတွေရှိတော့ကျွန်တော်လုံရုံက လူတွေနဲ့ပဲကျွန်တော်လာလာကြည့်ခိုင်းတော့အဲ့လူယုံကသူတို့ကတရက်ကိုဟွာချိန်ဘလောက်ကြအောင်ရွေးချိန်ဘလောက်ကြအောင်မင်းတို့ကခုတ်အဲချိန်ဘလောက်ကြအောင်တန့်စင်အဲ့လိုမျိုးလုပ်ပြီးမှဟိုပြောရမယ်ဆိုရင်တောင်မြောင်ခိုင်းရတာဆိုသူတို့တွေကြည့်လိုက်ရင်လှုပ်လှုပ်နာဗျဟိုအဲ့ president အကြီးတွေဟာအကြီးလူရဲ့ ခဏကိုနဲ့အစာပေါင်းများစွာကြီးတွေကိုသူကအကြီးထန်းသွားကျွန်တော်တနာနေတာဗျာအကြဟိုသူတို့ဒီထက်ထက်ဒူလောက်ခိုင်းမှုကြတယ်လေအာနာအာနာတော့မခိုင်းရဘူးဗျာသူတို့တွေဟိုလောက်ကလေးတွေတင်းအောင်လောက်ပါလိမ့်မယ်ကွာသူတို့တွေကြားနေကြည့်ပြီးနောက်ပိုင်းကျတော့အဲ့လိုလေးတိတ်မကြည့်ရှုနိုင်တော့ဘာဖြစ်လဲဆိုတော့အာရွေးတဲ့ကောင်မလေးတွေနဲ့ရေသံခုတ်တဲ့ကောင်လေးတွေနဲ့တယောက်ပြီးတယောက်ညားခုန်လာကျွန်တော်ကျွန်တော်ဆိုင်နေတယ်အဲ့သူတို့ကလွတ်လပ်တာလေပန်ရှင်လည်းမရှိဘူးဆိုတော့ပို့ပါပါလေတော့နောက်ပိုင်းကျတော့ဟာဖြစ်တော့ဘူးကွာတော့ ါလည်းအရှုံးနဲ့ရည်ရှည်သွားပြန်ပြီလို့မဖြစ်တော့ဘူးငါလည်းမကြွန့်ကျင်မဲ့လို့တော့အဲ့မှာဟာကျွန်တော်ဒီ plastic လောကလူတယောက်ကပြောလိုက်တဲ့စကားတလုံးကကျွန်တော်နားကိုပြန်ရောက်လာတယ်ကျွန်တော်အဲ့ဒါလေးအတံဝေးကရပါဘာလဲဆိုတော့ကျွန်တော်ကုံချမ်းနေဝင်နိုင်နေပြဝင်နိုင်နေဆိုတာကုံချမ်းကသူများတွေကကုံချမ်းကရေတံမှုတပတ်ထောင်ပေးတယ်ဆိုကျွန်တော်ထောင်တရာလည်းပေးနိုင်တယ်ပေးပါတရာလုံးလည်းဘာမှမရှိဘူးအဲ့လိုလုပ်ရင်ဝင်တော့ဟွန်းနဲ့ဟိုကမင်းတို့ကိုမင်းစောကဘယ်လောက်ချမ်းသာနေလို့တော့ ਨੇ အင်းဒီလိုငန့်ကြောင်မကျွမ်းကျင်သေးတော့အေးနောက်တစ်ချိန်ကျမှသိလာလိမ့်မယ်တဲ့အဲ့လိုပြောတော့ဘလောက်ချမ်းသာနေလို့တော့ဟုတ်လားအဲ့စကားအဲ့လိုမေးတာဗျာကျွန်တော်ကိုကြီးရတယ်အဲ့လိုပြောအဲ့နဲ့ဟာဒီစကားသတိထားစရာပဲလို့တို့ဝင်နေတဲ့ဝင်မှားပြီနဲ့တူတယ်လို့အဲ့ထဲမှာကျွန်တော်တုံးမရတဲ့ဟာဘူးတွေလည်းထည့်ပေးတာမကျွမ်းကျင်တဲ့သူတွေဆိုတော့အဲ့ကြကျွန်တော်တို့ကအမိုက်ပြရတာတွေအပြင်ပြရတာတွေများတာမကျွမ်းကျင်တဲ့လုပ်ငန်းကိုချက်မိတာလေဒေါင်လိုက်ချက်မိတာအဲ့နဲ့ အဲ့လိုမှားတဲ့ခါကျနောက်ပိုင်းကျရင်ရေတမှုဆက်ယုံကြီးကရေတမှုတွေအများကြီးနဲ့အဲ့ချိန်တချံလုံးတရေကတော့ရှိတဲ့ချိန်တချံလုံးပစ္စည်းတွေသာရှိတယ်ရှုံးတာကျွန်တော်ရောင်းမယ်ဆိုရင်ကြိတ်ပြီးခုတ်ပြီးသားတန့်စင်ပြီးသားတော့မှာပြုံးနေတာလောကတွေကိုရှုံးတာဟာဖြစ်တော့ကွာအဲ့တော့ညီလေးတို့ကဲအဲ့ရဝန်ထမ်းလေးတွေခေါ်ပြီးငါညီလေးတို့မင်းတို့ငါစီထုတ်ထားတဲ့ပတ်စံတွေမပေးနဲ့တော့ငါညီတို့ပြန်တော့ငါနဲ့ဟဲ့ရင်ပိတ်တော့မယ်ဆိုပြီးအဲ့လိုပိတ်လိုက်တာသူတို့စားသိန်း၁၀သိန်းယူတော့ဗျာမင်းတို့လည်း ကျွန်တော်စီမအောင်အိမ်အောင်ကြပါလိမ့်မယ်ခင်ဗျရှိသေးတယ်ဗျဒါမကျွမ်းကျင်ပဲပြစ်ထားတယ်ဆိုတော့အေးစီသေးပဲအောင်တယ်လို့ယူပြည့်တယ်လေတတိတားစရာနော်ပို့ပို့ပါပါတော့တွက်လို့မရဘူးဒါအမှန်ဟိုအဲ့မှာကျွန်တော်ကျွန်တော်မိတ်ဆွေကျွန်တော်ကျွန်တော်ဟီးရိုကြီးပါပဲကိုယ်တိုင်ရန်စီတော့အီးကွာမင်းအဒေါင်းလိုက်ချင်လို့ကွာမှတ်လာရအောင် ကျွန်တော်ဒေါင်းလိုက်ချင်တယ်မင်းကြောင်းကျင်တဲ့လုပ်ငန်းမှာမဟုတ်တာကွာမင်းကြောင်းကျင်တဲ့လုပ်ငန်း fiber ချက်မှလားစတိချက်မှလားချက်အလေးနဲ့မင်းဒါမင်းလုပ်ငန်းမင်းကားပုတ်ပညာတက်တယ်ကားပုတ်နဲ့ပတ်သက်မင်းကားစားဖြစ်လုပ်မှလားမင်းလုပ်လေမင်းအဲ့ဒါတွေမလုပ်ဘဲမင်းဘာလို့ရှောက်ချက်မင်းဒေါင်းလိုက်ချက်လို့မှားတာမှားမှာပေါ့လေအဲ့ဒီရစားပြီးလုပ်ချက်တာနဲ့ပတ်သက်ပြီးတအားကိုလမ်းအောင်သတိထားစရာကောင်းတာပါသိရှိအားအိုက်ခေကသိရှိအားနည်းနည်းတော့တော့မဟုတ်ပါဘူးတအားကိုများပါတယ်ဒါမဲ့ထားလိုက်ပါတော့နော်ဒါသတိထားစရာညီလေးညီမလေးတို့ကိုလုပ်တိုင်းဖြစ်နေတဲ့အချိန်ဝင်ဝင်ရနေတဲ့အချိန်မှာကိုကိုကိုအထင်ရောက်သွားတတ်တယ်မှားတတ်တယ်နော်လူကြီးမိသားစုတွေအဲဆရာသမားတွေဟို မိကောင်းဆွေကောင်းတွေမိစေတငယ်ချင်းတွေရဲ့အကြံဉာဏ်ပေးမှုတွေကိုနာခံကြည့်အတုံးတဲ့ယူတော့အဲပြုတ်ပြောင်းရမယ်မာနနဲ့မထားနဲ့ကိုကချမ်းသာနေတယ်ကိုကကြီးမားနေတယ်ဆိုပြီးမာမာနနဲ့မထားနဲ့နော်အဲ့ဒါတတိထားစရာဟိုကိုတဲ့နေပါတဲ့သူကိုတဲ့ဆင်းရဲတဲ့သူကကြံကောင်းကြံကောင်းပေးပြီးယူတင်ယူရမှာနော်အွန်လိုင်းမှာဟိုလူတစ်ယောက်က ကြံကောင်းကြံကောင်းပေးတာကိုကို့ထက်စင်းရတဲ့သူကပေးပြီးကို့ထက်ငယ်တဲ့သူကပေးပြီးယူရမှာနော်အဲ့ဒါကိုတချို့ကမာနခံတယ်ငါအသင်ပေးလို့တတ်တဲ့ကောင်အောင်များဆရာလို့ချင်တယ်မင်းကကြံကြံပေးခြင်းတိခါတွေပါလေကိုကအန်ဂုံနေပါရှိတယ်တူလို့ဆိုသူ့ညံနေသူသူရှိတဲ့ညံကို့ရှင်မှာရှိချင်မှာရှိမှာလေအဲ့ဒါကိုစင်ရကို့ထက်နေပါတယ်ကို့ထက်စင်းရတယ်ဆိုပြီးတော့ကို့ထက်ငယ်တယ်ဆိုပြီး short တက်လို့မရဘူးလေသူပေးတဲ့အကြံဉာဏ်ကအများကြီးကောင်းနိုင်တယ်လေအဲ့ဒါကြောင့်မလို့ဒါကြံကောင်းကြံကောင်းပေးရင်ပျော့ပြောင်းရမယ်နုညံ့သိမ်မွေးရမယ်လက်ခံလွှဲရမယ်နော်အဲ့အဲ့ဒါလေးတွေဒါတတိထားကြပါဒါမြေတားတုတ်ထဲမှာပါ တယ်နော်ဒါ short တက်လို့မရဘူးမြတ်စွာဘုရားဟောတာဒါတကယ်လိုက်နာစရာကောင်းတယ်အဲ့လိုမျိုးလူကကြီးပါတယ်တိုးတက်တယ်အဲ့လိုမျိုးပျော့ပြောင်းတဲ့သူဆုံးမရင်နာခံလွယ်တဲ့သူနားထောင်တဲ့သူအဲ့ဒီပညာရှိတဲ့သူတွေကအလုံးစုံမကျင်တာမျှဝေကျင်တာဘာလို့ဆိုတိုးတက်စေကျင်တယ်လေဖြစ်ကျင်မှုလေလူငယ်တွေကိုအဲ့ဒါကြောင့်လူငယ်လေးတွေကနာခံတတ်ဖို့အဲဒါခံယူတတ်ဖို့လူတယ်နော်ဒါလေးတွေကိုထုတ်ခွေးဆိုင်ပါလို့ဒါကျွန်တော်ကြံကောင်းကြံကောင်းပေးတာပါအာဆရာကြီးလောက်တာမဟုတ်ပါဘူး အဲ့ဒီကခုချိန်ကစပြီးညီလေးညီမလေးတို့ကလည်းဒီအရလေးတွေကိုသင်္ကန်းသားယူပြီးတော့ဟိုမှားထက်တဲ့အရာလေးတွေကိုကိုကဟိုမမှန်အောင်တုတ်တက်စရာလေးတွေကိုဒါမိဘဆရာတွေဆုံးမတုံသိမှုတွေမိကောင်းဆေကောင်းတငယ်ချင်းတွေရဲ့ကျန်ကောင်းညံကောင်းပေးမှုတွေကိုလက်ခံလွှဲယူပါနော်ကောင်းမွန်တဲ့စကားလေးတွေဆိုလက်ခံမှာကျင့်သုံးမှာကိုယ့်တငယ်တဲ့သူပါပဲဖြစ်ဖြစ်လက်ခံကျင့်သုံးမှာလို့ဒါကျွန်တော်ကျန်ကောင်းညံကောင်းလေးပေးပါတယ်ကဲညီလေးညီမလေးတို့ကအားလုံးခုနရတာသမီးအားလုံးချမ်းသာကိုယ်စိတ်ရေးပါသေးခင်ဗျာ